ရုပ်ရှင်ဆိုတာလည်းမိသားစုတို့ group လိုက်လုပ်ရတဲ့ဟာကြတော့ဒီ group မှာပေါင်းသိဆက်ဆံရေးအရန်ကြီးကြီးကြောက်ကြောက်ရင်းနှီးနေမှာအလုပ်လုပ်ရတာအဆင်ပြေတာလေကြောက်ကြောက်စိတ်နေဆိုတော့အိမ်လုပ်ရတာလည်းအဆင်မပြေဘူးအဲ့တော့အထက်ကမိသားစုတို့ပေါ့နော်တွားရတာအကလောက်7ကညီကြီးတွေကသူတို့အိုက်တာတွေအဖြစ်တည်ဒီမူထုချင်တယ်ပေါ့ဆိုတော့ဒီမူထုချင်လည်းစမ်းနာ ရှိတဲ့အတွက်သူတို့သူတို့ရဲ့စန္ဒာတိုင်းပေါ်ကိုလူကဝိုင်းဝိုင်းမကူညီပြီးတော့ရွေးချယ်ပေးရပါဘောနော်။ဒီမှာအမှုပညာပတ်သက်ရွေးချယ်တဲ့ရှိရလေ။အာသူတို့ဟောပေါ့ရုပ်ရှင်ဇလန်းတွေဇလန်းတို့အဲ့လိုပြောပါဘောနော်။အဲ့လိုမျိုးသူတို့ဟောပေါ့ပရိုဒက်ရှင်အနေနဲ့သူတို့ထုတ်ဖို့ရှိရ။အဲ့ကြောင့်မလို့သူတို့တေးဆောင်မွေးတာပေါ့နော်။မွေးတာပေါ့။ကိုယ်ကတော့အဲ့လိုပေါ်လူကြီးတဲ့နေရာမှာတော့နည်းနည်းတော့ရွေးချယ်သေးကြလည်းဖြစ်သွားတာပေါ့နော်။အခုကဒီလိုပွဲမဟုတ်တော့အမြဲတမ်းနှစ်တိုင်းရွေးကြတဲ့ရှူရှူရှိတာပေါ့။ အဲ့လိုယူလိုက်ကြဆိုတော့အဲ့ရှူယူတဲ့အခါမှာလဲဆန်ဆန်နှုံးထားတဲ့ဒီမှာယူတဲ့ဆန်နှုံးထားတဲ့ဒီနဲ့ခက်ဆင်စေပါပဲ။ဘာလို့ဆိုတော့အဲသူ့ဆောင်ကောင်းဖြစ်ရမယ်။အဲဆွဲဆောင်မှုရှိရမယ်။အဲအတကောင်တယောက်ဖြစ်ရမယ်ဆိုတော့အနေထားမျိုးစီးမင်းပေါ်မှာယူဆေကြတာဆိုတော့လေ။အဲ့တော့အာဘူလူကိုကိုလူပဲခိုင်းနေဆိုတာလဲအဲလို့လုံလုံပြရပါတော့။အဲနောက်တစ်ခုကတော့ဘူလူ ကဲလုတ်တင်ကြလို့ဖြစ်တာပေါ့လေအဲဒါမလို့ခိုင်းတာလေးချဲကအကြောင်း9ကျော်မယ်ထင်နော်အကြောင်း6ရေးရှိ6ဟာလားအများကြီးပဲလေကလေးတွေအဲ့လောက်ဝါသနာကြီးလိမ့်မယ်မထင်ဘူးအခုဆိုအများကြီးပဲဖြစ်စေချင်တယ်လေဖြစ်အောင်လဲသူတို့ကြိုးစားစေချင်တယ်တိုးဆောင်တယောက်ဖြစ်ဖို့ဆိုတာလဲဟိုဟာပေါ့ဖြစ်ချင်တဲ့စိတ်တစ်ခုနဲ့လည်းမရအောင်အဖက်ဖက်ကပြည်စုံနေမှလာရမယ်စတိုင်ရှိရမယ်အဲ့လိုမျိုးတိုးဆောင်တဲ့ပတ်သက်ပြီးတော့အများကြီးလေ့လာထားမှလည်း အဲဖြစ်စီချင်းတယ်အခုဆိုရင်အားလုံးထဲကနေပဲအယောက်6ဝါနေပြီးတော့မဆက်တော့ဘယ်လောက်ယူမှာလဲ50လားအခု6ဝါရေမှာ50ယူမှာပေါ့50ပြီးမှမနေ့ကထပ်ယူမှာပေါ့နော်အဲ50တွေကမှနောက်ထပ်အဲဘယ်နေ့တော့ထပ်ယူရတော့အတိအကျမဆုံးဖြတ်ရဘူးပေါ့နော်အဲအခုဒီအစီအစဉ်ကြီးကတော့ကောင်းပါတယ်ဒီ email ဘယ်လိုကြောက်ကျွန်မက email ဆိုရယ်နာမည်နဲ့ line အောင်ကိုသူတို့အတွက် email တစ်ခုဖြစ်မှာပါအများနဲ့လေးလာနေရတယ်အများနဲ့ကိုယ့်ကိုယ်လေးသိနေရတာပေါ့နော်ဘယ်အရာမှမွေးရတက်လာတာမဟုတ်တဲ့အခါကျတော့ ဘယ်မှာတင်ရအောင်ဆိုပတ်ဝန်းကျင်မှာပဲတင်ရတယ်။အဲပတ်ဝန်းကျင်မှာသူချင်လေးတဲ့ပတ်ဝန်းကျင်ကိုကိုလူငယ်တွေဆိုယူရှင်လောကတဲ့ဝင်မယ်ဆိုပြီးရှင်အခုရဲ့ဆရာပေါ့နော်ဆရာဒရိုက်တာယူရှင်စေတူးစေကုမမှာဘူးပေါ်ထားတယ်ဒီပေါင်းနဲ့ဆက်ဆံရေးအစဒီအိုက်တာကြီးတွေအစပြီးတော့ဘူးဆက်ပွဲအစုံပေါ့နော်ဒီလည်းအားလုံးတသားနဲ့ပြောင်းပေါင်းပါတယ်အဲလူသားချင်းချင်းစာနာတဲ့စိတ်ကူးလေးထားတဲ့ရတယ်အဲ့လိုမျိုးလေးပေါ့နော်အဲအဲ့လိုမျိုးလေးနဲ့အဲကျွန်တော်တို့ချစ်ချစ်ကြင်ကြင် စရတာပေါ့အဲ့ဒီကစပြီးတော့မှကျွန်တော်ပညာတွေကိုပြန်လည်လာတာเนาะအဲ့အဲ့လိုလေးအဲ့လိုလေးဒီပေါ့ကျေပွန်လေးဒီအဲဖြစ်ချင်တဲ့အခါမှာအဲ့ဒီအချိန်မှာအများကြီးသင်ရတယ်အဲတိဥဆောင်တယောက်ဖြစ်ဖို့အတွက်အထာရတတွေလည်းအများကြီးသင်ရတယ်ပုံမှန်ပညာတွေရအစပေါ့နော်အဲလူရှင်သူပဲပညာဆိုတော့တသက်ရှိရပေါ့ဒါကပြောတော့အများကြီးပဲပေါ့ပြည့်စုံပညာတွေကတော့ဘယ်လိုမျိုးနဲ့စခဲ့ရတယ်နော်မဆိုလို့ရှိရင်လူရှင်တဏ္ဍန်စင်းနော်လူရှင်ဒီမှာတကယ်လူရှင်တိဥဆောင်တဏ္ဍန်ကနေပြီးမဆင်းတော့အဲ့အဲ့ဒီကနေစတယ်ကျေပွန်နေတယ်တိဥဆောင်က တွေ့ကြုံဟိုပါပေါ့အတွေ့ကြုံပေါ်မှာလည်းမတူလေတကားရဲ့နကားရဲ့သုံးကားရဲ့မတူလေတွေ့ကြုံပေါ်မှာလည်းသူကပညာနဲ့အများကြီးရသွားတာပေါ့နော်ပြီးရဟိုဒီကိုရဲ့ဒီလူခေါ်ကိုင်ပြီးအချင်းချင်းမှလည်းပညာတွေရတယ်လေကိုတဲ့အချီးတွေရှိတာပေါ့နော်ကိုတဲ့ဝါရစ်တေးဆောင်ကြီးရှိရဲ့အဲ့ထံလေးပညာတွေယူရတယ်ပြီးကိုရဲ့ဘင်းကဟိုပါပေါ့တကယ်ကျဆပ်ဖို့အကုန်လုံးသူတို့ဆီရတယ်ယူရတယ်အဲ့ဘက်ဆိုသူတို့မှလည်းတစ်ခုကောင်းတယ်အများကြီးရှိတယ်လေမဆိုးဆိုတာ ဒီရုပ်ရှင်ဆိုတာလည်းမိသားစုတို့ group လိုက်လုပ်ရတဲ့ဟာကြတော့ဒီ group မှာပေါင်းတဲ့ဆက်ဆံရေးအရန်ကြီးကြီးကြောက်ကြောက်ရင်းနေနေမှာအလုပ်လုပ်ရတာအဆင်ပြေတာလေကြောက်ကြောက်စိတ်နေဆိုတော့အတင်လုပ်ရတာလည်းအဆင်မပြေဘူးအဲ့တော့အဓိကမိသားစုတို့ပေါ့နော်သွားရတာလေအဲ့ဒါကတော့သူတို့ရဲ့အခွင့်အရေးပေါ့နော်ဒါသူတို့ရဲ့ဟိုလူကတေဝင်မြဲအိမ်မက်ဆိုတဲ့ကောင်းစင်အောင်မှာသူတို့တေဝင်ဖြစ်ချင်ရတဲ့အိမ်မက်ရှိမှာပေါ့အဲ့ဒါကြောင့်မလို့ YouTube ပြန်ပြန်လူတွေပါလာတွေ့ရတယ်သူတို့ဆိုသူတွေပါလာတွေ့ရတယ် ်ပြင်းပြတော့ဒီမှာသူတို့အတွက်အင်ဂျင်နီယာလို့ပြီးကျွန်တော်တို့လည်းသူတို့ပြောဆိုဝင်နေမြင်ပါပဲအဲ့တော့ဝင်ပြီးတော့လေဒါကဘယ်လိုလဲဆုံးမရှိဘူးပေါ့ဗျာငွေရင်းတက်တာသူတို့ကြုံပေါ့မပါလဲအတွေ့အကြုံပြရတော့တာပေါ့အဲဒီအတွေ့အကြုံတော့ပါလဲဆိုတော့ငါဘာလို့နေသေးလဲဒီနေ့ဒီချိန်မှာဘာလို့အဲ့နေလဲဘာလို့ဖတ်ပြောဖြစ်ရမလဲဆိုတာကြီးအများကြီးသူတို့ကြောက်တာပေါ့အဓိကတော့ဒီကအာပြောမယ်ဆိုတော့ဟီလူကြီးတာပေါ့တကယ်ဇက်ဆောင်ကြီးတာပေါ့နော် စက်ဆောင်ဝေးထားမှာပေါ့သူတို့လုပ်ငန်းတွေအများကြီးလုပ်မှာဆိုတော့လေဇွန်လနေ့ရေးမယ်ဇွန်လတွေ့လေးရေးမယ်သူတို့မျိုးဆိုတော့ကျွန်တော်လေးရေးမယ်ဆိုတော့သူတို့ကဒီအဓိကစက်ဆောင်ပြမယ်အနေထားမျိုးတွေကိုရွေးချယ်တာဒါအခွင့်အရေးကောင်းလေဘာလို့ဆိုတော့ကလေးလေးအတွက်အိမ်မက်မက်ဖို့ဆိုတာအမိလဲလို့တယ်အခွင့်လန်းလို့တယ်အော်တချို့ရဆိုရင်လုတ်တက်တယ်ရုပ်ရည်လည်းရှိတယ်ဒါပေမဲ့ဖြစ်မလားဆိုတော့ခုနကတော့ကြောက်တော့ချိန်စက်မမိတာပေါ့နော်အခွင့်ရေးမရလားအခွင့်လမ်းမရှိတာဆိုတော့ အဲ့လိုမျိုးဒါဆိုရင်ကလေးတွေအတွက်အရန်ကိုအိမ်မက်ကောင်းတစ်ခုပေါ့နော်အဲ့လိုပေါ့ပြင်မပြင်စရာဒီစတူဒီယိုဖောင်တွေတော့ရောင်းနေပါပြီရွှေရှင်တွေဆိုရင်ပါလေဒီစမန်မိုင်းလေးဆိုပြင်မယ်ပြင်ကြပါလေဖောင်ပြင်မယ်အဲ့ဒီမှာလည်းအဲ့လိုပဲပေါ့ရှူဂျိုးဆိုရလဲအလိုပဲသူရဲ့ညလုံးကျက်နားသာတစ်ခုပါပဲရှူရှူဂျိုးနေပြီးတော့ဘယ်လိုဖြစ်သွားလဲလို့အများကြီးရှိတာဘူးအဲ့လိုဆိုတော့အဲဘူးတယ်လေအဲဒီကရစ်တစ်ချက်ပေါ့ဒီကရစ်တော့အဲ့ဒါကကျွန်တော်တို့ ်ဒီရဲ့ပိုင်းမှာတော့ဒါကိုစီးဝေးလုပ်ပြီးတော့စီစဉ်ရမှာပါတော်တော်လို့ပေါ့အဲလူကလုတ်တက်နေပြီးအဲပညာပညာလေးနဲ့တော့ပါနေနေပြီဒါပေမဲ့အခုကြီးတွေရှိကြတာပေါ့နော်ဒီလိုအခုကြီးတွေမှာတို့လက်ဒီရဆုတ်တဲ့နေဆိုရင်ရှင်းတော့အဲတို့ဒီရပညာရမယ်မှာလေဒီရဟိုကြီးတန်းတောက်ရှင်းနေရမှာပေါ့ဗျာပြီးတော့အဲ့လိုလေးတော်မှာလည်းလည်းအားလို့အရင်အဲ့ဒီပုံနဲ့ပြည့်စုံလို့ဆိုလို့ရှိရင်ကျွန်တော်ရုပ်ရှင်ပညာကနောက်နောက်တစ်ပိုင်းထပ်တင်ပြီးတာပေါ့ ီဘက်မှာချူချူဆန်လုံးတွေပဲယူလိုက်တာပေါ့ဒါပေမဲ့အကုံလုံးကထွက်ရှင်ရှိနေတာပေါ့အဲ့လိုမျိုးထားပြလို့ရှိရင်အကုံလုံးကလည်းမိသားစုကိုပလာနေရတာပေါ့အဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးယူရှိလိုက်တယ်ဒီလိုမှသူတို့ဆောင်မတက်သေးဘူးသူတို့ဆောင်ထပ်တယ်ပြီးတယ်ဒီတိုင်းလေးပြီးခဲ့တဲ့ကဘာလို့ဖြစ်လို့ဘလူးလူးအဲဒီလူးဒီလူးဝင်မလို့ဘူးလို့ရမလို့ဘူးပြီးတော့အများနဲ့တိုင်ပြီးတော့ဆုံးဖြတ်ဖြစ်တယ်အများနဲ့ပြည့်စုံဖြစ်ပါတယ်မနေ့ကတော့မနေ့ကအကြောင်းသိတယ်မဆင်ဘူးမေးတာပုံပြည့်စုံပါလားမနေ့ကရှူကျူများတော့တဲ့အကြောင်းပေါ့ င်တို့ဘာပဲအဲသူအမှတ်တယ်သူချို့တယ်အမှတ်တူနေတာလည်းရှိတယ်လေအဲ့တော့သူလည်းထဲကိုလည်းထဲအဲ့ဒါများသွားပါနော်ဟုတ်ပေါ့မနေ့ကသူစတာဘုကဘုကစနေလေလောက်လိုက်တာအဲ့ဒါလည်းပါတယ်သူစတာကမနေ့ကစာပြီးဘုကစနေပါလာတဲ့ခါမှာဘုဒင်ကတော့ပတ်စံပြီးရရတာပဲအဲ့ချိန်မှာဘုဒင်မှာပါလာတဲ့သူကလည်းအဲ့လိုဝင်ထည့်ပြီးရတော့တာပေါ့ဗျာဒီလိုမျိုးနဲ့ကြည့်ပြီးတော့အဲကိုတဲလန့်လေးနည်းပါးပါအဆင်ပြေရွေးထားတဲ့ ုံနေပြီးမှဘုံဘုံဘက်ကပါထပ်ပြီးတော့ဖြစ်လာတော့လေအဲဘူဒီစတက်ကလည်းအဲအောင်မြင်ပါပြီပြောရမယ်အဲဒီဘောတော့များသွားတော့အောင်မြင်ဆိုတော့ကျွန်တော်မနေရွှေစီးလို့ပန်းပန်းလို့ရတာဒီညာမျိုးရဲ့ဖြစ်မှုတွေမှာဒီမှာလက်လူတွေဟုတ်ဘူးဆိုတာအဲ့လိုပေါ့ဥမာမြေကတော့တတိကဆိုရင်ကိုစင်မျိုးသမီးလေးချစ်ချစ်ရတယ်ဒါပေမဲ့အဲ့ဒီတော့ငွေတွေ13လား14လားအဲ့တော့ ဟိုနောက်နှစ်မှပြန်လာငငယ်လေးလေးဖွင့်ထွားနေတယ်အဲလေးလေးအကောင်ဖွင့်ထွားနေဖွင့်ပြူစဲလေးဆိုတော့လေကျွန်တော်ငယ်လေးငြိမ်တော့မှာပေါ့နော်အဲနောက်နှစ်လောက်မှပြန်ခင်းတာပါအဲအဲ့ဒီ sweet tooth နာမည်အောက်မှာအများကြီးသူတို့သူတင်ပေါ်နေတာရှိရပေါ့နော်အဲ့မှာမြူးမြူးတွေအတိုင်းထွက်လာတာပေါ့ကျွန်တော်တို့ကလည်းစီမင်းစကန်တွေထုတ်ထားပါတယ်အဲကျွန်တော်တို့ကဥပမာဆိုလို့ရှိရင်ပေါ့ဒီစီမံပရဂရမ်မှာဒီကနေ့ဘယ်လိုဖြစ်ဒီဘူဝ ့သူတို့ကဒီအောင်ယူနေဟုတ်ဘူးဘာသာပေါ်ဘူးရအဲ့မှာရွှေကြိုရွေးခံပြီးမှရွှေကြိုလေးတွေယူတာပိုကောင်းတယ်လေအခုကလာလျှောက်တဲ့လူတွေလည်းယူတယ်ရွေးမခံရတဲ့ယူနေနေရှုပ်သွားပါတော့။အဲအခုက founder စကြောင်းနေပြီဆိုတော့ရွှေကြိုလည်းတော်တော်ဘလို့ပါမယ်ကလေးတွေစိတ်ဝင်စားတယ် founder ဟိုဖြစ်နေကြတာပေါ့နော်။အဲလူအရောက်ဘယ်လောက်ဖြစ်မလဲတော့မသိသေးဘူးပေါ့။ကျွန်တော်လည်းဖိတ်ကြပါရယ်ဟိုကျွန်တော်မြန်မာနိုင်ငံရွှေစီယူမှာလာမဲ့ 2020နဲ့ငါးအတွက်ပေါ့နော်ငါးအတွက်ကိုကျွန်တော်တို့2004လေးအတွက်တယ်2004လေးအတွက်2004လေးအတွက်လား2005လို့လားအဲ့တော့2004ဒီမီဖွင့်ချင်ပါတော့မဖြစ်ပါလေဒီမှာမဲ့မဖြစ်တဲ့အတွက်ကြောင့်မလို့ YouTube လေးပေါ်နေပါပြီ YouTube Family လေးစာပြီးတော့ဒီမှာ new series ပေါ်ရောင်းနေပါပြီဟုတ်တယ်ဆောင်းရောင်းနေပါပြီဟုတ်တယ်ဆောင်းရောင်းနေပြီပြီးတော့ဒီဇင်ဘာ9ရက်နေ့မှာဖောင်းမိလို့ပြောပါတယ်အဲ့မှာအဲ့လိုပေါ့ဝါသနာပါတဲ့လူ အဲအဲ့တော့ရှုကြည့်ချင်တဲ့အဲစာနာရှိရဲ့ဒီလိုလေးပြီးရှောက်လာတင်ပြီးတော့ဝေယောရှင်ပြန်မလို့ပြေပါပါတယ်ကျေးဇူးပါ